်မင်္ဂလာပါအင်ချန်ဒီလုပ်ငန်းနဲ့ပတ်သက်လာရင်ပုံစံ105နဲ့ပုံစံ106ဆိုတဲ့စာရွက်စာတမ်းတွေဟာမရှိမဖြစ်အရေးကြီးပါတယ်ဒီဗီဒီယိုမှာဒီစာရွက်စာတမ်းတွေရဲ့အတိအပယ်သုံးပြုပုံနဲ့ဥပဒေဆိုင်ရာရေးပါမှုတွေကိုရှင်းပြပေးမှာပါတခမဆုံးပုံစံ105ဒါကမြေပုံမှာမြေစီရင်ဦးစီးဌာနကထုတ်ပေးတဲ့ဒီစာရွက်မှာမြေခွက်တစ်ခုရဲ့အသေးစိတ်အချက်လက်တွေပါဝင်ပါလေဒါပေမဲ့တည်ထားပါပုံစံ105ကမြေပိုင်ဆိုင်မှုကိုအာမခံတဲ့စာရွက်မဟုတ်ပါဘူးဒါကမြေခွက်ရဲ့ကိနေရာနဲ့အချက်လက်တွေကိုဖော်ပြရုံပါပဲ ဆက်လက်ပြီးပုံစံ106ဒါကမြေရစဝင်မှတ်တမ်းပါမြေကွက်တစ်ခုရဲ့ပိုင်ဆိုင်မှုတမိုင်းကိုအသေးစိတ်မှတ်တမ်းတင်ထားပါတယ်။ဥပမာမြေကွက်ကိုဘသူတွေပဲအချိန်မှာပိုင်ဆိုင်ခဲ့လဲရောင်းချလွတ်ပြောက်မှုဒါမှမဟုတ်အမွေဆက်ခံမှုတွေကိုမှတ်တမ်းတင်ထားပါတယ်။ဒါအပြင်မြေကွက်ပေါ်မှာအငှားချထားမှုဒါမှမဟုတ်ဥပဒေဆိုင်ရာကန့်သတ်ချက်တွေရှိမရှိကိုလည်းဖော်ပြထားပါတယ်။ပုံစံ106ဟာမြေရောင်းဝယ်လွတ်ပြောက်မှုမှာမဖြစ်မနေလိုအပ်တဲ့အထောက်အထားဖြစ်ပြီးစာချုပ်စာရဲမပုံတင်အဲ့ဥပဒေပုံမှာနှိစက်တဲ့အရာဒီမှတ်တမ်းမရှိရင်မြေလွတ်ပြောက်မှုကိုတရားဝင်လက်ခံမှာမဟုတ်ပါဘူး။ ပုံစံ105နဲ့106ရဲ့အဓိကအသုံးပြုပုံတွေကဘာတွေလဲ။ညောင်ဝယ်လွတ်ပြောင်းမှုဂရန်လျှောက်ထားခြင်းအိမ်ဆောက်လုပ်ခွင့်စတာတွေပဲဖြစ်ပါတယ်။ဥပဒေဆိုင်ရာအရေးပါမှုကရောပါလဲ။မြန်မာနိုင်ငံရဲ့အိမ်ချမ်းဒီဥပဒေတွေရပုံစံ105နဲ့106ဟာမြန်မာဆိုင်ရာလုပ်ငန်းစဉ်တွေမှာအခြေခံကြဆုံးစာရွက်စာတမ်းတွေပါ။စာချုပ်စာတမ်းမတုံတဲ့ဥပဒေ2018အရညောင်ဝယ်လွတ်ပြောင်းမှုတွေကိုလူနဲ့အုပ်ချုပ်ရေးရုံးမှာမတုံတဲ့ရမှာဖြစ်ပြီးဒီအတွက်ဒီစာရွက်စာတမ်းတွေကမဖြစ်မနေလိုအပ်ပါတယ်။တတိယ ပုံစံ105တခုလေးကိုအာကူရင်ပိုင်ဆိုင်မှုအငင်းပေါ်မှုဖြစ်ပေါ်နိုင်တယ်။ပုံစံ105တခုလေးကိုအာကူပြီးညီဝဲမြင်နောက်ပိုင်းမှာပိုင်ဆိုင်မှုအငင်းပေါ်မှုတွေဖြစ်ပေါ်နိုင်တာကြောင့်ပုံစံ106နဲ့အတူသေချာစစ်ဆေးဖို့အရေးကြီးပါတယ်။ပုံစံ105နဲ့106ကိုဘယ်လိုလျှောက်ထားမလဲ။ဒီစာရွက်စာအန်တွေကိုမြို့နယ်မြေစည်ရင်ဦးစီးဌာန၊ OA ဦးစီးဌာနဒါမှမဟုတ်မြို့တော်စီးပင်းတရားရေးဌာနတွေမှာလျှောက်ထားနိုင်ပါတယ်။ယူဝဲချက်များရက်ကွက်ထောက်ခံချက်မှတ်ပုံတင်ပိတ်တူအိမ်တော်စုစည်ရင် ပုံစံ105နဲ့106ဟာမြေပိုင်ဆိုင်မှုလုပ်ငန်းစဉ်ရဲ့အစပိုင်းဒါဖြစ်ပါတယ်။ဒါပေမဲ့ဒီဆောက်ရွက်စာတမ်းတွေကိုတိချာစစ်ဆေးပြီးတရားဝင်လမ်းကြောင်းကနေဆောင်ရွက်မှသာမိတ်ဆွေရဲ့အိမ်ချမ်းမြေပိုင်ဆိုင်မှုဟာစိတ်ချရမှာပါ။တင်းရဲ့ပိုင်ဆိုင်မှုတွေကိုဥပဒေဗဟုသုတနဲ့ဝင်ရိုက်ထားပါ။